အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကရေကူးခြင်းရဲ့ကောင်းကျိုး6ခုအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တင်ကရေကူးတာဝါသနာပါတဲ့လူတယောက်ဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်သင့်ပါတယ်။ဒါမှမဟုတ်တင်ကလေ့ကျင့်ခန်းပြုလုပ်ရတာဝါသနာပါတဲ့လူတယောက်ဆိုရင်လည်းဒီဗီဒီယိုဖိုင်လေးကိုတရားလေးကြည့်သင့်ပါတယ်။ရေကူးခြင်းရဲ့ကောင်းကျိုး6ခုအနေနဲ့ပထမဆုံးအချက်ကကြတော့ရေကူးတာကခဏကိုတစ်ခုလုံးလေ့ကျင့်ခန်းပြုလုပ်သလို ဖြစ်ပါတယ်ရေကူးပြီဆိုလို့ရှိရင်လက်တွေကိုလည်းအသုံးပြုရတယ်ခြေထောက်တွေကိုလည်းအသုံးပြုရတယ်ခန္ဓာကိုယ်ရဲ့အလဲပိုင်းကိုလည်းအသုံးပြုရတာတယ်ဒါကဘာအတွက်ကောင်းလဲဆိုလို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့လူတွေအတွက်သင့်တော်ပါတယ်ပြီးတဲ့အခါမှာကြွက်သားတွေကိုပြော့ပြောင်းစေတယ်ခေါအားကိုလည်းတိုးစီပါတယ်။ဒါကပထမအချက်ဖြစ်ပါတယ်။ ဒုတိယအချက်ကကြတော့နှလုံးရဲ့ကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ရေကူးတယ်ဆိုတာက cardio exercise လေ့ကျင့်ခန်းပြုလုပ်တာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းတွေကဘာအတွက်ကောင်းလဲဆိုရင်နှလုံးရဲ့ကျန်းမာရေးနဲ့အဆောက်ရဲ့ကျန်းမာရေးတွေကိုကောင်းမွန်စေပါတယ်။ဒါကြောင့်မလို့တက်လုံးကောင်းမွန်စေတယ်အသက်ရှူရတာလည်းပိုပြီးတော့ကောင်းစေပါတယ်။တတိယအချက်အနေနဲ့ကကြတော့သင်ကလေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ သိရင်အစ်စ်တွေပေါ်မှာဝင်မပြီးဂျင်မှုဆိုရင်ရေကူးတာကအကောင်းဆုံးနဲ့မှပါဝင်ပါတယ်တချို့တွေရှိတယ်ဒူးကောင်းနာနေတယ်ဒူးကြီးပေါင်းရှိတယ်ခါးတွေနာနေတယ်ဒါပေမဲ့သူတို့ကလက်ကျင်ခံပြုလုပ်ချင်တယ်ဆိုရင်အလေးမာတာမျိုးအဆင်မပြေပါဘူးပြေးတာမျိုးအဆင်မပြေပါဘူးဒါပေမဲ့ရေကူးတယ်ဆိုတာကဒူးကောင်းနေနောက်ကြောတွေခါးတွေပေါ်မှာ အရန်ကြီးအားတက်ရောက်စေတာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့လူတွေအတွက်ဒီလိုမျိုးယောဂရှင်တွေအတွက်ကိုရေကူးတာကတင့်တော်ပါတယ်။အစစ်တွေအပေါ်မှာဝင်မပြီးစေပါဘူး။နံပါတ်၄ခုမြောက်အချက်အနေနဲ့ကကြတော့ဝေချဖို့အတွက်အထောက်အကူပြုတာဖြစ်ပါတယ်။ရေကူးတယ်ဆိုတာကလည်းပဲဝေချဖို့အတွက်အကောင်ဆုံးလေ့ကျင့်ခန်းထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။နိုင်ဝက်လောက် တိတိကျကျရေကူးလိုက်မယ်ဆိုလို့ရှိရင်အစီတော်တော်များများလောင်ကျွမ်းစီပါတယ်နောက်တဲ့ငါးခုမြောက်အချက်ကကြတော့စိတ်ဖိစီးမှုကိုရောပါစေပါတယ်ရေကူးတာကစိတ်ကိုကြည်လင်စေတယ်ဆိုရပူပန်စိတ်ကိုရောပါစေပါတယ်ဒါပြင်ဦးမှာအိတ်ဆက်ဖို့အတွက်လည်းအထောက်အကူပြုစေပါတယ်ဒါကြောင့်မလို့နှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်စေပါတယ် နောက်ဆုံးအချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကိုပျော့ပြောင်းစေတယ်တကယ်လို့တင်ကခန္ဓာကိုယ်တစ်ခုလုံးတောက်တင်းနေပြီအကျော်တွေတောက်နေပြီဆိုလို့ရှိရင် ရေကူးဖို့အပြန်ပြုတ်ချင်ပါတယ်ရေကူးရဲဆိုတာကခန္ဓာကိုယ်တစ်ခုလုံးကိုအသုံးပြုရပြီးတော့ကြွက်သားတွေကိုပျော့ပြောင်းစေတဲ့အတွက်ခန္ဓာကိုယ်တောက်တင်းနေသူများအကျော်တက်နေသူများပြုလုပ်တဲ့နေ့ကျင်ခံတစ်ခုပဲ ဖြစ်ပါတယ်အခုကျွန်တော်ပြောသွားတဲ့ချက်တွေကရေကူးခြင်းအဖြစ်ရရှိနိုင်တဲ့ကြိုးကျေးဇူး6ခုပဲဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်